emotional management သင်တန်းကိုတက်ရောက်နေကြတယ်သင်တန်းသူသင်တန်းသားများအားလုံးမင်္ဂလာပါဒီနေ့ကျမတို့ day 1ပေါ့နော် day 1မှာဒီနေ့ emotion နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရင်ဦးဆုံးစတင်ပြပါမယ်အဲ့တော့လူတော်များများကဒီ emotional နဲ့ပတ်သက်ပြီးတော့မှ emotional intelligent emotional quotient စသဖြင့်ဒီလိုကြီးပြောကြတယ်ပေါ့နော်အဲ့တော့ emotion ကို excellent ဖြစ်တဲ့အထိဘယ်လိုသွားရမလဲဆိုတဲ့အပိုင်းလေးကိုဒီနေ့မှပြောင်းဝေပြချင်ပါတယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီ emotional quotient ဆိုတဲ့အပိုင်းမှာလူရဲ့အဲကျမတို့ ဟိုလေ့လာတဲ့အပိုင်းမှာပေါ့နော် body ရယ် mind ရယ် spirit နဲ့ပဲဆိုပြီးတော့မှကျွန်တော်တို့ဒီ spirituality လို့တဲ့သူတွေမှာဒီလိုမျိုးသုံးပိုင်းလေ့လာကြတယ်ပေါ့အဲ့တော့ဒီနေ့မှာ body နဲ့ mind နဲ့ level မှာ emotional quotient ဘယ်လိုဖြစ်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုပြပြပေးခြင်းပါတယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်ဘာတွေရှိလဲဆိုရင်အပြုအမူပိုင်းဆိုင်ရာကိုယ့်ရဲ့အမူအကျင့်တွေကိုယ့်ရဲ့စကားလုံးတွေပေါ့ဒီအရာတွေကကိုယ့်ရဲ့ body နဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့သက်ဆိုင်နေပေါ့နော်ကိုလှုပ်လိုက်တဲ့အပြုအမူတွေကိုပြောလိုက်တဲ့စကားလုံးတွေပေါ့ အဲ့ဒီအဟာတွေအလေးအကျင့်နေပေါ့နော်လေးချင်းဖြစ်သွားတယ်တက်ခါတက်ခါလုံမိနေဒီຢာတွေအားလုံးဟာကိုယ့်ရဲ့စိတ်ခံစားချက်တွေပေါ်မှာဘယ်လိုမျိုးတည်ရောက်မှုရှိတယ်လဲပေါ့လူတစ်ယောက်ကအပေါ်တော့ကိုကြုံလိုက်ရတဲ့ကိစ္စရဲ့တစ်ခုကိုကိုကြားလိုက်ရတဲ့စကားတစ်ခုကိုကြားလိုက်ရတဲ့အခါမှာစိတ်ခံစားချက်ဆိုတာလူတိုင်းမှာအဲ့ဒီကြားလိုက်ရတဲ့စကားတန်နဲ့ကိုယ့်ရဲ့အဲဒီကြားနိုင်တဲ့အရာပေါ့နော်ကြားနိုင်တဲ့နေရာတော့နားပေါ့အဲ့ဒါနဲ့သွားပြီးတိုက်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ emotion ကဖက်ခနေဖြစ်တယ် ချက်ချင်းဖြစ်တယ်။အဲ့တော့အဲ့ဒီ emotion ဖြစ်တဲ့အချိန်မှာဒီစကလုံးပေါ်မှာကိုဘလို့သုံးသက်မလဲဆိုရဲ့တတိကတ်ချင်းကမလိုက်နိုင်ဘူးဆိုရင် emotion ဖြစ်သွားပြီအဲ့နေရာမှာအဲ့တော့ဘာဖြစ်လဲဆိုတော့မကြိုက်ရင်ဒေါသထွက်မယ်။ကြိုက်ရင်ကျေနပ်ရင်ဝမ်းသာမယ်နှစ်ချိုက်မယ်ပီတိဖြစ်မယ်။ဆိုတော့အဲ့ဒီအရာတွေအားလုံးကကျမတို့ရဲ့ body ဘိုင်းဆိုင်ရာနဲ့သက်ဆိုင်နေတယ်ခန္ဓာကိုယ်မှာကိုယ့်ရဲ့အပြုအမူဘိုင်းဆိုင်ရာကိုယ့်ရဲ့စကလုံးတွေဒီအရာတွေက emotion ကိုဘယ်လိုမျိုးကောင်းကောင်းလုပ်နိုင်မလဲ။နောက်တစ်ခုကကျမတို့ရဲ့စိတ်ဘိုင်းဆိုင်ရာပေါ့နော်။ စိတ်ပိုင်းဆိုင်ရာမှာဘာလဲဆိုလို့ရှိရင်ယုံကြည်မှု system တွေရှိတယ် belief လို့ခေါ်တာပေါ့နော်ယုံကြည်မှုစနစ်တွေပေါ့အဲ့ဒါဘာလဲဆိုရင်ကိုငယ်ဘဝတွေကနေပြီးတော့မှတိလာတဲ့ traditional အကြောင်းပဲဖြစ်ဖြစ် culture တွေအကြောင်းပဲဖြစ်ဖြစ်တိလာခဲ့တဲ့ belief system တွေရှိရပေါ့ဥပမာငငယ်တွေကနေပြီးတော့မှတချို့ဒီဟိုမိသားစုဝင်တွေမှာငွေကြေးအပြင်တိတ်မပြေလေတဲ့အခါမှာမိသားစုတွေရဲ့အိမ်မှာထမင်းဝိုင်းစားတဲ့အခါမှာထမင်းနဲ့ဟင်းနဲ့ဆိုရင်ဘယ်ရာပုံများလဲဆိုရင်သူတို့က အထမင်းကိုများများစားပါဗောနော်ထမင်းကအာဟာရဖြစ်တယ်ထမင်းကအားရှိတယ်အဲဒါဖြင့်အဲဒီပိုးရှင်အရာကြည့်မယ်ဆိုထမင်းများများနဲ့မိသားစုအားလုံးမှာမှဟင်းလေးတစ်ထုံးလောက်နဲ့စားရတာမျိုးရှိရပေါ့ဆိုတော့အဲ့လိုမျိုး system မျိုးနဲ့ကြီးပြင်းလာတဲ့အခါမှာဘာဆွဲသွားလဲဆိုရင်ထမင်းဆိုတာအားရှိရဆိုရဲအစွဲတစ်ခု belief system တစ်ခုဖြစ်သွားတယ်အဲ့တော့နောက်ပိုင်းသက်ကြီးလာတဲ့အခါဒီမှာတေချာလိလာကြီးရဲ့အခါမှာ carbohydrate ကခန္ဓာကိုယ်အတွက်လိုအပ်တယ်သို့တော့လိုရာထက်ပိုနေရင်မကောင်းဘူး အဲ့တော့အဲ့လိုမျိုးငငယ်တဲ့အထမင်းအများကြီးစားပြီးတော့ကြီးလာတဲ့လူတွေကြတော့ပါလဲဆိုတော့ထမင်းစားတဲ့အလေးတစ်ခုအလေးထားတစ်ခုထမင်းများများစားတဲ့အလေးထားတစ်ခုကပိုဖြစ်လာတယ်။အဲ့ဒါကျမတို့ရဲ့ mind system ကနေလာတာ။ဘာလဲဆိုတော့ငယ်ဘဝတွေကနေပြီးတော့မှကိုဖြတ်တန်းလာတဲ့ပတ်ဝန်းကျင်ကိုကိုထိန်းချောင်းလာတဲ့ပုံစံတွေကိုရဲ့ယုံကြည်မှု belief လို့ခေါ်တယ်။အဲ့ဒီဒီများသောအားဖြင့် limiting belief လို့ခေါ်တယ်။ကန့်သက်ထားတဲ့အယူအဆတွေယုံကြည်မှုတွေအဲ့ဒီအရာတွေကနေပြီးတော့မှကိုစီမှာဖြစ်တဲ့ emotion ကပုံစံတစ်မျိုးဖြစ်လာတယ်ပေါ့။ နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အာစိတ်ပိုင်းဆိုင်ရာမှာတက်ကြွလွန်ရင်တက်ကြွလွန်တဲ့ပုံစံအဲ့ဒီပုံစံပေါ်မူတည်ပြီးတော့ကျမတို့ emotion ရတယ်အပြောင်းလဲရှိတယ်။ဒါကြောင့် body နဲ့ mind နဲ့နှစ်ခုမှာဒီ EQ လို့ခေါ်တဲ့ emotional quotient ကိုဘယ်လိုမျိုးတက်ရောက်စေသလဲအပြုမူပိုင်းဆိုင်ရာစကားလုံးပိုင်းဆိုင်ရာငယ်ဘဝတည်းကနေကိုတင်းစီထားခဲ့တဲ့ store လုပ်ထားတဲ့ယုံကြည်မှု system တွေဒီຢာတွေကနေပြီးတော့မှ emotion ကိုတက်ရောက်မှုဖြစ်စေတယ်ပေါ့ အဲ့တော့နောက်ဆုံးကတော့ emotional excellence ပေါ့နော် EE ပေါ့သူကကြတော့ဘာလဲဆိုရင်ဘယ်နေပယ်မှာဖြစ်နိုင်လဲဆိုရင်နောက်ဆုံးကျမပြောခဲ့တဲ့ spirit လို့ခေါ်တဲ့နေပယ်မှာဖြစ်တယ်ပေါ့အဲ့တော့ spiritual နေပယ်မှာဘာရှိလဲဆိုလို့ရှိရင် perception လို့ခေါ်တဲ့ခံယူချက်ထင်မြင်ချက်ယူဆချက်တွေပေါ့ perception ဆိုတာရှိအဲ့ဒီ perception ကကိုက အပြုသဘောဆောင်တဲ့ perception မျိုးမှတ်သိမှုမျိုးရှိရဆိုရင်အပြုသဘောဆောင်တဲ့အရာကိုဖြစ်ပေါ်စေပြီးတော့ကိုကအနှုတ်သဘောဆောင်တဲ့ အရာမျိုးကိုခံယူချက်ထားထားတယ်ဆိုရင်အနှုတ်သဘောဆောင်တဲ့အရာတွေဖြစ်ပေါ်စေတယ်ပေါ့အဲ့တော့လောလောဆယ်မှာဒီနေ့ day 1မှာဒီအပိုင်းကိုအဲ့ဒီအတိုင်းလေးပဲမှတ်ထားတာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့ session သွားမဲ့အဲဒီဟိုဟာခေါင်းစဉ်တွေကနေပြီးတော့မှာပဲဒီအရာတွေကသူ့ဟာနဲ့သူအထုံးလေးတွေကပြည်ပြီးတော့မှာပို့နားလဲသွားမှာဖြစ်တယ်ပေါ့အဲ့တော့ဒီနေ့အတွက် EE နဲ့ EQ နဲ့ကိုပြောရမယ်ဆိုရင်လူတွေရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်း ိုယ့်ရဲ့အပြုမူစကားလုံးတွေဒီအရာတွေကနေ emotion ဖြစ်စေတယ်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာမှာလေကိုမှတ်တည်ထားတဲ့အရာတွေဆရာထက်သန်မှုတွေဒီအရာတွေကနေ emotion နောက်ဆုံးနေပြရတော့ spirit လို့ခေါ်တယ်ကိုယ့်ရဲ့ perception လို့ခေါ်တယ်ယူဆချက်တွေဒီနေရာတွေကကိုယ့်ရဲ့ emotion ကိုအကောင်းဆုံး excellent ဖြစ်အောင်လုပ်နိုင်တဲ့နေရာတွေဖြစ်တယ်ဆိုပြီးတော့မှဒီဘိုင်း၃ဘိုင်းလေးကိုမှတ်သားထားစီခြင်းနေပေါ့နော်အဲ့တော့အဲ့၃ခုကိုပေါ့နော်ပြန်ပြီးတော့ ဆက်ပြီးတော့ရှင်းပြရမယ်ဆိုလို့ရှင်ကျွန်တော်တို့ body ဘိုင်းပေါ့နော် body ဘိုင်းမှာဘာရှိလဲဆိုရင် behavior pattern ဆိုတာရှိတယ်အပြုအမူပေါ့အဲ့တော့အဲ့ဒီ behavior pattern ကနေမျိုးမှာကျမတို့ရဲ့အမှုအကျင့်ဘယ်လိုဖြစ်လာသလဲစကလုံးတွေဘယ်လိုဖြစ်လာသလဲအဲ့တော့အဲ့ဒီအပြုအမူ behavior ရေအမှုအကျင့် habit ရေပြောနေတဲ့စကလုံးတွေရေအဲ့ဒီသုံးမျိုးစလုံးကကိုယ်ပေအแทမှာတင်းထားတဲ့အရာတွေကနေထွက်လာတာလေအဲ့ဒီနေ့မှာ body ဘိုင်းနဲ့ပတ်သက်ပြီးဒီသုံးခုကိုညှောက်ဝေခြင်းပါတယ် အဲ့တော့အပြုတ်မှုပေါ့နော် behavior လို့ခေါ်တယ်အပြုတ်မှု pattern ပေါ့အဲ့တော့အပြုတ်မှု pattern ဆိုတာကကိုကငငယ်ကလေးရတယ်ဒါကဒီလိုပြုတ်မှုပါတယ်ဒီလိုနေထိုင်ရတယ်ဒီလိုမျိုးစားတော့ရတယ်ဒီလိုပုံစံဆိုတဲ့အရာတွေတင် जा ပေးခဲ့တဲ့အရာတွေရှိတယ်အဲ့ဒီတင် जा ပေးခဲ့တဲ့အရာတွေကကျမတို့ရဲ့အတွေးတွေထဲမှာရှိရင်မှတ်ထားမှတ်သားထားတဲ့ကိုယ့်ရဲ့အဲဒီတိစိတ်ထဲမှာမှတ်တတ်တဲ့ဉာဏ်ရှိတယ်အဲ့ဒီမှတ်တတ်တဲ့အထဲကိုရောက်လာတယ်အဲ့ဒီမှတ်တတ်တဲ့အထဲကအရာတွေအားလုံးကတစ်ပြေးပြေးနဲ့ ကိုအမြဲတမ်းမှတ်ပြီးလုပ်နေကြဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့မသိစိတ်နေပယ်တွေထိရောက်သွားပြီးတော့အဲ့ဒီအရာဒီ habit ဆိုတဲ့အမှုကျင့်ဖြစ်လာအဲ့တော့ကျမတို့ရဲ့အပြုအမူကနေအမူအကျင့်ထိတက်ရောက်စေရပေါ့အဲ့တော့အဲ့ဒီအပြုအမူရောဘယ်လိုစပြီးဖြစ်လာတာလဲဒီလိုမျိုးသူများကတုံသင်လိုက်အောင်လေဒီလိုအမူအကျင့်တွေဖြစ်လာတာလားဆိုရင် အပြုအမူပိုင်းဆိုင်ရာတော်တော်များများသည်အားလုံးရဲ့မူလအစသည် thoughts လို့ခေါ်တဲ့အတွေးတွေအနေစားတယ်ကိုဘာတွေတွေးနေလဲကိုဘာတွေလုပ်နေလဲအဲ့ဒီအတွေးကောင်းရင်ကောင်းလို့ ကိုယ့်ရဲ့ mindset တွေပြောင်းလဲလာတယ်ကိုယ့်ရဲ့ behavior တွေပြောင်းလဲလာတယ်အဲ့ပြောင်းလဲသွားတဲ့နောက်မှာကိုယ့်ရဲ့အကျင့်ဆိုတဲ့အရာတွေပြောင်းလဲလာတယ်ဒါကြောင့်လူတယောက်ရဲ့အကျင့်ဆိုတာပြင်လို့ရလားဆိုရင်ပြင်လို့ရတယ်ဒီအကျင့်ကဘာကြောင့်ဖြစ်လဲအပြုအမူတွေထက်ခါထက်ခါလုပ်နေလို့ဒီအကျင့်ဖြစ်တယ်ထက်ခါထက်ခါလုပ်နေတဲ့အပြုအမူကဘာလို့ဖြစ်လဲအတွေးတွေကြောင့်ဖြစ်တယ်အဲ့ဒါဆိုရင်ကျမတို့ဘာကိုသွားပြင်မလဲဆိုရင်မူလအစအတွေးတွေကိုသွားပြင်ရမယ်အတွေးတွေကိုပြင်တဲ့အခါမှာ အဲ့အတွေးကြောင့်ပြောလာတဲ့စကားလုံးတွေပြောင်းလဲလာလိမ့်မယ်။စိတ်ပိုင်းဆိုင်ရာတွေပြောင်းလဲလာမယ်။အမှုအကျင့်ပိုင်းဆိုင်ရာအပြုမှုပိုင်းဆိုင်ရာပြောင်းလဲလာရင်အကျင့်တွေပြောင်းလဲလာမယ်။အဲ့ဒါဆိုရင်ကျမတို့ life ပါပြောင်းလဲလာမှာဖြစ်တယ်။အဲ့ဒီ behavior ကနေ habit ဆိုတဲ့အလေအကျင့်တစ်ခုဖြစ်သွားပြီးရဲ့နောက်မှာတော့စိတ်ခံစားချက်တစ်ခုကိုလေဒါမျိုးဆိုရင်ငါတော့ဒီလိုလုပ်မှာပဲငါ emotion ကဒီလိုပဲဖြစ်တတ်တယ်ဆိုတဲ့အရာက habit ဖြစ်လာရင်အဲ့ဒီ emotion ကဆွဲသွားတယ်။ကိုဒီလိုမျိုးကိစ္စကြုံတိုင်း ဒီလို emotion တက်တယ်ဆိုတဲ့အရာဒီအငြင်းနဲ့ဆွဲသွားတတ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့မူလပထမအစာဒီအတွေးတွေဖြစ်တယ်။အတွေးတွေဒီကိုယ့်ရဲ့စိတ်ထဲမှာတိစိတ်တွေရှိမယ်မတိစိတ်တွေရှိမယ်။အဲ့ဒီထဲကိုထည့်ထားတဲ့သိမ်းစီးထားတဲ့အရာတွေရဲ့နည်းနည်းမှုပေါ်မှုတည်ပြီးတော့ကြောင်းလဲမှုဖြစ်တယ်ပေါ့။အဲ့တော့တိစိတ်နဲ့မတိစိတ်နဲ့ကိုကြည့်ရအောင်ပေါ့။တိစိတ်ဒီ conscious mind မတိစိတ်ဒီ unconscious subconscious လို့ခေါ်တယ်ပေါ့။အဲ့တော့အလုံးလုံးပုံအာကြီးပုံကကိုယ့်ရဲ့တိစိတ်က10%လောက်ပဲအလုံးလုံးပြီးတော့ မသိစိတ်က90%လောက်ထိ powerful ဖြစ်တယ်အားကြီးရယ်ပေါ့အဲကျမတို့အမူအကျင့်တစ်ခုရဖို့အတွက်အပြုအမူတစ်ခုဖြစ်လာဖို့အတွက်ဘာလို့ရလဲဆိုရင်ကျမတို့တွေမှာတင်ကြားမှုတင်ယူမှုတွေလောက်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဥမာသမင်းဟင်းချက်တဲ့သူရှိမယ်သမင်းဟင်းချက်တဲ့သူကိုသမင်းဟင်းချက်နေစတင်ပြီးရဲ့အခါမှာသမင်းဟင်းချက်တော့မယ်ဆိုရင်ဥမာသမင်းချက်မယ်ဆိုရင် rice cooker နဲ့ချက်ပါလားမီးသွေးနဲ့ချက်ပါလား ကိုယ်ပဲနီးလန်းကိုသုံးမလဲချက်တဲ့ပုံမူကြည့်ပြီးတော့မှအချိန်ကြာမြင့်လာရှိမြင်ချက်ရတဲ့ process ပုံစံနေဖြစ်စဉ်နေအာသွားတာမတူတာရှိမြင်ပေါ့နော် rice cooker နဲ့ချက်ရင်တော့မြန်မြန်ချက်မယ်ဘယ်လိုလုပ်ရမလဲမီးသွေးမီးဖို့နဲ့ချက်မယ်ဆိုရင်ဘယ်လိုချက်မလဲအဲ့ဒီဟာကိုမချက်ပူးသေးတဲ့သူတယောက်တည်းစတင်ပြီးတော့တင်ကြားတဲ့အခါမှာအဲ့ဒီလူကလိုက်မှတ်ရတယ်။ဘာပြီးရင်ဘာလုပ်မလဲ။ဆန်ဘနပူးဘနပြီးမှဆိုရင်ရေဘလောက်ထည့်ရမလဲ။ထမင်းကအနေရောဖြစ်ဖို့အတွက်စသဖြင့်ဒီရာတွေကိုလိုက်မှတ်တာ။အဲ့ဒီလူတယောက်ကထမင်းချက်တက်သွားပြီဆိုရင် နေတိုင်းဆန်ထက်မယ်ရေးထက်မယ်ဘလောက်ထက်မယ်အတိုင်းတာနဲ့သူဒါပုံမှန်လုပ်သွားတယ်။အဲ့တော့ဆက်ဆက်ဦးဆုံးဒီထမင်းချက်တဲ့အချိန်မှာ तू မှတ်ပြီးလုပ်နေရတာဒီသူ့ရဲ့ conscious mind ကအလုပ်လုပ်နေတာ။10%ပဲရှိရေ conscious mind ကမှတ်နေတာ။ तू နောက်ပိုင်းမှာတိသွားပြီဆိုရင်ထမင်းဟင်းချက်နေတဲ့သချင်းဆိုရင်ဆိုမယ်။ဂုံတော်ရွတ်ချင်ရွတ်နေမယ်။စကားလမ်းပြောချင်ပြောနေမယ်။ဒါပေမဲ့ဆန်ထက်မယ်ရေးထက်မယ်လုပ်တဲ့ process က auto အလုပ်လုပ်နေတာ။အဲ့ဒါဘယ်ကလုံးနေရလဲဆိုတော့ unconscious လို့ခေါ်တယ်။သူ့ရဲ့မသိစိတ်ကအလုပ်လုပ်ကအလိုလိုလုပ်သွားတာ။ ဆိုလိုချင်တာကကျွန်တော်တို့တိတက်တဲ့မှတ်ဉာဏ်တွေကိုထည့်ပေးတဲ့အရာမှန်တရားက practice ဖြစ်သွားပြီအလေးကျင့်ဖြစ်သွားပြီဆိုရင် auto အလုပ်လုပ်တတ်တယ်အဲ့ဒါ unconscious ကလုပ်တာအဲ့တော့ကိုယ့်ထဲမှာကိုမှတ်သိထားတဲ့ကိုယ့်ရဲ့ limiting belief လို့ခေါ်တဲ့ကိုယ်သွင်းထားခဲ့တဲ့ဒီယုံကြည်မှုအလွဲတွေရှိမယ်ငယ်ဘဝတွေကနေဓာတ်တွေတိလာလို့တစ်သက်လုံးဓာတ်တွေတည်သွားတာလည်းဖြစ်နိုင်တယ်နောက်တစ်ခါကျတော့ကိုယ့်ထဲမှာထည့်ထားတဲ့စိတ်ခံစားချက်ပေါ့နော်ကိုယ့်ရဲ့အပြုမူကဒီလိုပဲပြုမူတတ်တယ် ဥပမာပေါ့နော်ဟိုကျမတခါတလေမှာပေါ့နော်တင်တန်းနေရှိရဲ့လို့ training ပေးရဆိုရင်ပြောတယ်ပြုံးခိုင်းတယ်ပြုံးကြည့်ပါအောင်ပေါ့နော်ဘာလို့ပြုံးကြည့်ပါအောင်လို့ပြောလဲဆိုရင်လူတယောက်ကပြုံးကြည့်ပေါ့စပြုံးပြုံးချင်းမှာမပြုံးချင်ပါဘူးဆိုတာဖြစ်လိမ့်ဒါပေမဲ့ပြုံးကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့မျက်နှာပြုံးနေတဲ့အချိန်မှာဒေါသထွက်ကြည့်ပါအောင်စိတ်ဆိုးကြည့်ပါအောင်ပြုံးပြုံးကြီးနဲ့ဒေါသထွက်လို့ပြုံးပြုံးကြီးနဲ့စိတ်ဆိုးဖို့ဟာနည်းနည်းခက်ခဲတယ်လေအဲ့တော့ပြုံးတဲ့အရာကလေခန္ဓာကိုယ်မှာရှိရဲ body body ဆိုင်ရာအတွက်ထွက်စေတဲ့ကောင်းမွန်တဲ့ဟော်မုန်းတွေထွက်တယ် ပြုံးနေတဲ့အတွက် emotion တော်တော်များများမကောင်းတဲ့ negative emotion တွေကိုလျှော့စေရပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ပြုံးခိုင်းတဲ့အလေအထားကကိုကနေစပြီးသူများနဲ့တီတီမတီတီတွေ့တဲ့အခါမှာပြုံးပြပါပေါ့နော်ကိုကဥဆောင်ပြီးပြုံးပြပါအဲ့ဒီအပြုံးကတစ်ဖက်လို့ချက်ချင်းတက်ရောက်မှုရှိစေအဲ့တော့ဆိုလိုချင်တာကပြုံးတက်တယ်ပေါ့အဲ့တော့တချို့ကမင်းမပြုံးတက်ဘူးအသူ့ရဲ့အပြုတ်မှုကဒီတိုင်းပဲဆိုတော့မျက်နှာမျက်မှောင်ကြုံထားတဲ့မျက်နှာနဲ့မျက်နှာမမာကြီးနေနေရတဲ့ပြုံးနေတဲ့မျက်နှာနဲ့ emotion ဘယ်ဟာပိုကောင်းမယ်လို့ထင်လဲ ပြုံးနေတဲ့မျက်နှာအကောင်းဆုံး positive emotion ဖန်တီးနိုင်တယ်။အဲ့တော့အဲ့ဒီညာဟာကျမအပြုမူကတော့အလိုမဟုတ်ပါဘူး။ကျမကတော့အကျင့်မရှိပါဘူး။အဲ့ဒီအကျင့်ကိုဖန်တီးယူလို့ရတယ်။တသက်လုံးကပြုံးမနေဘူး။တသက်လုံးကဒီလိုပဲမျက်နှာမှာမှာနေတတ်တယ်ဆိုရင်အဲ့ဒီတသက်လုံးကမှတ်လာခဲ့တဲ့အရာတွေက unconsciously run နေပြီ။ကိုယ့်ရဲ့ခန္ဓာကိုယ်မှာအဲ့တော့ပါလဲဆိုအမြဲတမ်းပဲဒီလိုအခြေအနေရောက်မျက်မှောင်ကျုံတာလူရောရဲ့တော့မျက်မှောင်ကျုံတာအဲ့ဒါက unconsciously အလုပ်လုပ်နေရအဲ့ဒီအရာဒီ behavior pattern လို့ခေါ်တယ် ကိုယ့်ရဲ့အပြုတ်မူပိုင်းဆိုင်မှာထက်ခါထက်ခါဒါမျိုးမှဒါမျိုးပဲလုပ်တယ်။အဲ့ဒီ habit ဖြစ်လာတာ။အဲ့တော့အဲ့လိုလူကြောက်တဲ့ body ပိုင်းဆိုင်ရာအတွက် emotion ဒီအပေါင်းသဘောဆောင်မလားအနှုတ်သဘောဆောင်မလားဆိုရင်အနှုတ်သဘောဆောင်တဲ့ negative emotion တွေပို့ပြီးတော့မှသူစီမှာဖြစ်စေ။ဒါကြောင့်တို့က body ပိုင်းဆိုင်ရာမှာကိုယ့်ရဲ့ behavior တွေကိုယ့်ရဲ့ words တွေကိုအကောင်းဆုံးပြုပြင်နိုင်မယ်အလေးအကျင့်တွေကိုအကောင်းဆုံးတည်ထောင်နိုင်မယ်ဆိုရင် body ပိုင်းဆိုင်ရာအတွက် emotion ကိုအကောင်းဆုံးဖန်တီးနိုင်မှာဖြစ်တယ်။ဆိုနောက်တစ်ခုကကျမတို့ mind level ပေါ့နော်။ မိုင်းလယ်ဘယ်မှာလဲရှေ့ရဟာနဲ့ဆက်ဆက်မှုရှိရယ်တီးစိတ်နဲ့မတီးစိတ်နဲ့ဘာကြောင့်လဲဆိုရင်မတီးစိတ်ထဲကိုရောက်သွားပြီးသားအရာမှန်သမျှကအားလုံးအလိုလိုအလုပ်လုပ်နိုင်တယ်ကျွန်တော်ကားမောင်းတင်တဲ့လူရှေ့ရထမင်းဟင်းချက်တယ်လို့ပဲကားမောင်းတင်တဲ့လူကားစာမောင်းတဲ့ခါမှာအော်တိုခီယာကားတွေမဟုတ်ဘဲနဲ့မန်နျူရယ်ကားတွေဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုရင်ပထမဆုံးကားစာမောင်းတော့မယ်ဆိုရင်ဘာလုပ်လဲဒီဟာတွေကဒီဟာဘယ်ဟာလီဗာပါဘရိတ်ပါကလပ်ပါအဲ ဟိုဂီယာကိုဘယ်လိုထိုးရမလဲဓာတ်တွေကိုတင်နေပေါ့နော်ဒီဟာတွေနားလဲသွားတဲ့ခါကျရင် clutch လေးကိုနင်းထားဟိုဂီယာထိုးမယ်ပြီးသွားရင် clutch ကိုဖြည်းဖြည်းချင်းလှော်ဒါ manual ကားတွေမှာဒီလိုသွားတယ် lever လေးတင်မယ်မောင်းမယ်ပေါ့အဲ့ဒီဟာကိုသူကားမောင်းတင်နေတဲ့9ရက်10ရက်တန်ဒီမှာဘာလို့ရလဲဆိုတော့သူတတိထားထားတယ် number 1 gear နဲ့ number 2 gear ကိုချိန်သွားတယ် number 3 gear ကိုချိန်သွားတယ် clutch ကိုသူဘယ်လိုလွတ်လဲ half clutch သူဘယ်လိုသွားလဲသူလိုက်မှတ်နေရတယ်တောက်လျှောက်မှာအဲ့အဲ့လိုသွားနေရင်နေအဲ့ဒီကားမောင်းသူကျွမ်းကျင်သွားပြီဆိုတဲ့အခါမှာ ဖုန်းပြောနေနေလဲကားမောင်းနေရဲ့အလုတ်လုတ်နေနေတခါတလေအလုတ်ဖုန်းကြီးပြောနေနေလဲကားမောင်းသွားအဲ့ဒီကားမောင်းနဲ့ clutch နေမယ် brake နေမယ် lever နေမယ်စသဖြင့်ဒီ process တွေ gear တွေထိုးနေတဲ့ဟာတွေအားလုံးဒီ unconscious mind က auto အလုတ်လုတ်သွားပြီဆိုလိုချင်တာကကျမတို့ရဲ့စိတ်ထဲကိုရောက်လာတဲ့အရာမှန်သမျှကအလေးအကျင့်ဖြစ်နေလုတ်တက်သွားပြီဆိုရင်မသိစိတ်ကအလိုလိုအလုတ်လုတ်နေတာဒါဆိုရင်မသိစိတ်ကအင်မတန်အားကြီးရပါတော့တက်သွားပြီးသားအရာမှန်သမျှအော်တိုလုံနိုင်နေတာရှိတယ် ဒါဆိုရင်အဲ့ဒီ mind ဆိုတဲ့ကျမတို့ရဲ့မသိစိတ်ထဲကို negative ဖြစ်စေမယ့်အရာတွေပို့ထည့်မလား positive ဖြစ်စေမယ့်အရာတွေပို့ထည့်မလားအဲ့ဒါကိုယ့်ရဲ့ choices ပဲဘာဖြစ်လို့လဲဆိုတော့ဒီမသိစိတ်တီးတက်သွားပြီးတဲ့အခါမှာအင်မတန်အားကြီးရာကိုတွေ့ရတဲ့အတွက်ကျမတို့နေ့စဉ်တွေးနေတဲ့အတွေးအစာတွေကိုစပြီးတော့သတိထားဖို့လိုပြီတွေးတဲ့အတွေးကဒီလိုမျိုးတွေးတက်ရင်အဲ့လိုမျိုးအတွေးတွေပဲထက်ခါထက်ခါကိုဖန်ပြီးဖြစ်တယ်ဒါ psychology ပဲအဲ့တော့ဘာဖြစ်လဲဆိုရင်ကိုက ကိစ္စတစ်ခုကြုံတိုင်းဟာမဖြစ်နိုင်ပါဘူးဟာအဆင်ပြေပြေပါမလားမသိဘူးရောင်းရပါမလားမသိဘူးငါအဆင်ပြေပါမလားမသိဘူးလို့အများနဲ့စဉ်းစားတတ်တဲ့ pattern ပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံမှာအဲ့ဒါမျိုးရှိရဲဆိုရင်ကိုယ်အများနဲ့လုံနေကြအပြုတ်မှုရအဲ့ဒါမျိုးပဲဖြစ်ပါမလားမသိဘူးရပါမလားမသိဘူးလုတ်ပါမလားမသိဘူးအဲ့ဒီ anxiety အဲ့ဒီပူပန်မှုတွေနဲ့ပဲအများနဲ့အလုပ်တစ်ခုကိုစတင်တတ်တယ်အဲ့တော့အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့မသိရောဘူးကျွန်မအကျင့်ဖြစ်နေပြီဆိုတာအဲ့ဒါပဲအဲ့ဒါ unconsciously run နေပြီအကျင့်ဖြစ်သွားပြီဆိုရင် unconsciously run နေခေါ့ အဲ့ဒါဆိုရင်မသိစိတ်ကအလိုလိုလုပ်နေဖို့အတွက်ကောင်းတဲ့အရာတွေလုပ်ဖို့အတွက်သိစိတ်ထဲကိုကောင်းတဲ့အရာတွေထည့်ဖို့လိုတယ်အဲ့တော့အဲ့ဟာဥပမာပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုမိသားစုတစုမှာပေါ့နော်မိသားစုတွေရဲ့ဆင်းသက်လာခဲ့တဲ့ genetic ပေါ့နော်ဒီမျိုးရိုးပုံစံဒီမှာဘာရှိလဲဆိုရင်တချို့အိမ်အောင်ရေးဒီမှာတချို့မိဘတွေရဲ့အိမ်အောင်ရေးဒီမှာအိမ်အောင်ရေးအဆင်မပြေမှုကြီးရှိတယ်အဲ့လိုအဆင်မပြေမှုကြီးကိုလေမိဘတွေက ီ parenting ဘယ်လိုကောင်းကောင်းလုပ်ရမလဲဆိုတော့တိတိကျကျနားမလည်တဲ့ခါကျရင်တာသမီရှိမှရံပွဲတွေဖြစ်တာရှိတယ်။ချီပါလက်ပါရှိတယ်။စကားတွေကြမ်းတမ်းတာရှိတယ်။အဲ့တော့ဒီအရာတွေထက်ခါထက်ခါမြင်နေရတဲ့တာသမီတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေမှာဘာဖြစ်လာသလဲဆိုတော့တယောက်နဲ့တယောက်မကြေနပ်ရင်ဆဲလိုက်မယ်။ကြမ်းကြမ်းတမ်းတမ်းပြောလိုက်မယ်။ရှိုက်ပလိုက်မယ်ဆိုတဲ့အရာက used to ဖြစ်လာတယ်။ဒါလုံးလို့ရတယ်။လူတယောက်ကိုမကျေနပ်ရင်ဒီလိုလုံးလို့ရတယ်။စိတ်အယမ်းဆိုးလာရင်ရိုက်ပစ်လို့ရတယ်ဆိုရယ်အသားကျသွားတယ်ပေါ့နော်။အဲ့တော့ ်ဒီနေရာမှာနှစ်ပိုင်းရှိရပေါ့တချို့အသားကျသွားတဲ့သားသမီးတွေကအဲ့ဒီအရာကိုကိုကိုတိုင်းလိုက်လို့တာရှိတယ်။တိတိနဲ့လိုက်လို့တာဘာကြောင့်လဲဆိုတော့အဲ့ဒီပုံစံကိုကိုကြိုက်တယ်။သူများကိုကြောက်တရားနဲ့အုပ်ချုပ်ရတာကိုကြိုက်တယ်။အဲ့ဒီအတွက်အဲ့ဒီပုံစံနဲ့ကြီးပြင်းသွားတယ်။သူ့ရဲ့အသက်ကြီးပြင်းလာလို့သူ့ရဲ့ merit life မှာအဲ့ဒီအတိုင်းသူဖြတ်တန်းတယ်။နောက်တစ်စုကကြတော့အဲ့ဒီအရာကိုသူမြင်နေကြတွေ့နေကြဒီအပြုအမူတွေဟာ သူ့စီမှာဘာဖြစ်လဲဆိုတော့ထက်ခါထက်ခါ तू မြင်နေရပြီဒါပေမဲ့ तू ကကြိုက်မနေဘူးအဲ့တော့ तू ကအတွေးထဲမှာဘာတွေးသလဲဆိုရင်ငါအဖေလူလူဘယ်တော့မှမဖြစ်စေရအဖေလူကြမ်းတမ်းနေသူမဖြစ်စေရဘူးအမေလူရိုင်းနေသူမဖြစ်စေရစသဖြင့် तू ကဒီလိုတွေးလာတယ်အဲ့တော့သူ့ရဲ့အတွေးစသူ့ရဲ့ thoughts တွေကဘာကိုအလေးချင်းလုပ်နေရလဲ consciously တိတိကြီးနေသူတွေးနေရသည်ကြမ်းတမ်းနေသူမဖြစ်ချင်ဘူးဒေါသကြီးရဲ့သူမဖြစ်ချင်ဘူးအဲ့တော့သူ့ရဲ့မသိစိတ်ထဲကိုဝင်သွားတဲ့အရာတွေကနှိမ့်စတူကဝင်နေတဲ့အရာတွေဒီကြမ်းတမ်းတဲ့သူ၊ရိုင်းဆိုင်တဲ့သူ ကြမ်းတမ်းနေသူရိုင်းဆိုင်နေသူအဲ့တော့ तू က unconsciously ဘာတွေပဲလုပ်မိနေမှာဆိုရင်ကြမ်းတမ်းရိုင်းဆိုင်နေအပြုတ်မှုတွေပဲ तू ပြုတ်မှုမိလိမ့်မယ်ဒါကမသိစိတ်ထဲကိုဝင်သွားတဲ့ तू မလိုချင်တဲ့အရာတွေထွက်လာတာအဲ့တော့မသိစိတ်ကဘယ်လောက်ထိအားကြီးလဲဆိုရင်မသိစိတ်ကနေအော်တိုမှတ်နေရအဲ့တော့အဲ့လောက်ထိမြန်ဆန်လုံးဝကြီးတယ်ကိုကိုတိုင်းတောင်မှတတိမထားလိုက်မိတဲ့အရာတွေအရန်ကြီးပွားအောင်လုပ်နိုင်တဲ့အတွက် တိတိကြီးနဲ့ဖန်တီးမဲ့အရာတွေဒီကျမတို့အကောင်းဆုံးနေဖန်တီးဖို့လိုတယ်။အကောင်းဆုံးစိတ်ခံစားချက်တွေထည့်ပေးဖို့လိုတယ်။အကောင်းဆုံးအရာတွေကျမတို့ဟိုတွေးထားဖို့လိုတယ်။အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ထဲကနေပြီးတော့မှအဲတတိကတ်เสียမလို့ပဲနေအော်တိုပေါ့အလုံးလုံးကြီးအန်ကွန်ရှက်စ်ကြီးကကောင်းတဲ့အရာတွေထွက်လာမှာဖြစ်တယ်ပေါ့။အဲ့တော့ဒီထဲမှာတော့ emotion ဆိုတဲ့အရာတွေကစိတ်ပိုင်းဆိုင်ရာမှာဘယ်ရစလဲ။ belief system လို့ခေါ်တဲ့ယုံကြည်မှုအလွဲတွေအရာနဲ့စတယ်စိတ်ပိုင်းဆိုင်ရာမှာအဲ့တော့သူကဘယ်ကနေစလဲ unconscious မသိစိတ်ထဲမှာထည့်ထားတဲ့အရာတွေစတယ် အဲ့ဒီမိသိစိတ်ထဲမှာထည့်ထားတဲ့အရာတွေကနေပြီးတော့မှယုံကြည်မှုယုံကြည်မှုတွေပေါ့နော်ဒီအရာတွေများလာတဲ့အခါမှာအဲ့ဒီအတိုင်းကိုကအဲ့လိုလူဖြစ်သွားတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကအမြင်နဲ့အဲ့ဒီပုံစံပဲအဲ့လိုပက်တန်နဲ့ပဲကိုကလေပတ်နေရမျိုးဖြစ်တယ်